ခြေပြန့်စိမ့်လန်းတော့မြက်ခင်းပြင်အလှပေမှာမြင်းဒီလန်းကလေးကိုရှောက်လန်းဝင်ခဲ့ရသည်မှာပင်အင်အားတွေကုန်ခန်းလူခမန့်ဖြစ်၏ဒီကနေ့မှာအနေကလည်းပူပြင်းလာသည်ထင်သည်မလေးစိတ်ကတစုံတရာဆုံးဖြတ်ပြီးလည်းရင်မဖြစ်မနေလှုပ်ချင်သည်စန္ဒစောကြောင့်သာလာခဲ့ရသည်ဒီနေရာသည်မလေးအတွက်လာတဲ့လာတိုင်းဒီနေရာတော့မဟုတ် နှွေထွေးခြင်းမရှိသောအကျိုးဆုံးမှုတွေနဲ့မှတ်လေရင်ဆိုင်ခဲ့ရပုံပဲပဲသို့သောမှတ်လေတစ်ခုခုကိုပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ဖို့အတွက်ဒီနေရာကိုလာခဲ့ရခြင်းဖြစ်ပါသည်မနေ့ကမောင်အိမ်ကိုဖုံးဆက်တော့မောင်မမီနဲ့တန်တန်မမတွေ့သည်မလေးပါဟုအေးဆက်စွာနှုတ်ဆက်စကားဆိုစဉ် ။အော်မတ်လေးရန်ကုန်ရောက်နေသလား။အေးအေးစစ်စစ်တွေ့ရအောင်လာခဲ့ပါအောင်ကွယ်ဟူသောထူးဆန်းသည့်လေတံကိုကြားရလေသည်။တကယ်ကအမလေးမမောင်မီမီနဲ့စကားပြောလို့စိတ်မရှိ။မောင်ညမမီမီကြီးနဲ့တွေ့ပြီးမောင်အကြောင်းမီမြန်စနီးနာဖို့ရည်ရွယ်ပြီးပုံစံမိချင်းသာပဲ။ပြောင်းလဲသွားတော့အခြေအနေကြောင့်အမလေးအံ့ဩမိ၏။ဝမ်းတာခြင်းတော့မဖြစ်မီ။မောင်မီမီဤစကားပရိရဲ့ခြေဝပုံလေးကိုအမလေးအတိဆုံးပင်မဟုတ်ပါလား။မီမီစိတ်ကပင်မထင်မှတ်ဘဲနဲ့တော်ခင်ငင်းကိုဖျက်ခနဲ ဲ့တတိယလိုက်သည်တော်ခင်ငိမ့်သည်သူပြောသောစကားကိုရွှေရွှေဝေအောင်မပြောတတ်သို့တော်သူပြောသောစကားတွေကအချိန်တွေကလာသည်စကားတွေမှန်မှတ်လေးစိတ်ကခံစားရပေတာသူပါလည်း ဒါတော့ဒီအကြောင်းကိုမလေးမတွေးခြင်းရကူမောင်နှစ်ပတ်သက်ရသည့်ပတ်ဝန်းကျင်အတိုင်းဝိုင်းလေးကိုမလေးရောက်ခဲ့ပြီးမောင်ရှိစဉ်က မောင်ကမလေးကိုဒီနေရာကို ခေါ်ခဲ့ပို့သည် သူအမေတွေညီမတွေနဲ့မိတ်ဆက်ပေး၏မလေးဤမျိုးရိုးဇာတိကိုမေးသည်ဖေဖေအလောက်အကိုင်းကိုစူဇန်သည်မလေးမှာနဘာသူတယောက်မဟုတ်ဆိုတာတော့သူတို့လက်ခံနားလေပုံရသည်သို့တော့မလေးဤအရှိန်အဝါသည် သူတို့အတွက်ပြောပါလောက်အောင် တောက်ပါခြင်းမရှိဒါကိုတိတာအောင်စကလုံးလှလာများဖြင့်ပြောသွားပုံကိုအမှတ်လေးအံ့ဩမိခဲ့သေး၏ယခုမလေးဒီနေရာကိုလာခဲ့ရခြင်းကအချက်နှစ်ပတ်သက်သည့်ခွန်အားကြောင့်ပါပဲမလေးမှာအထူးကြံဘဝနဲ့ဘလောက်ကြကြာရက်တည်နေရမှာလဲမောင်ကမလေးအပေါ်ဘလို့သဘောထားသေးတယ်လဲအမှတ်လေးသိခြင်းသည်တခုခုကိုတော့ပြည့်ပြည့်တတ်တာဆုံးဖြတ်ခြင်းသည် ကြည်မာခန့်တဲ့တော့မောင်ရဲ့အင်ဂီယာကတော့မလေးတို့သားအဖာရဲ့အေးချမ်းသောအင်္ဂလိပ်ထက်အစပေါင်းများစွာတာလုံခန့်ညားတာအမှန်ပါပဲ။ ယခုဆိုလျင်မက်လေးမှာကိုပိုင်အိမ်လေးတစ်လုံးတောင် မရှိတော့မက်လေးကလေဟာပြင်းမှာလမ်းလျှောက်နေမိပြီမောင်ကိုအာကိုစိတ်ဖြင့်ရန်ကုန်ပြောင်းလာလျင်မက်လေးမှာအလောက်အကိုင်းလေးတစ်ခုကလွယ်၍ဘာအဆောင်အယောင်မှမရှိတော့ဒါဆိုလေမောင်အတိုင်းအဝိုင်းကမက်လေးအပေါ်ဘလိုများစုံရကြအောင်မြင်လဲမသိဘာပဲဖြစ်ဖြစ် လာမည်ဘေးကိုပြေးပြီးရင်ဆိုင်လိုက်ဖို့သာမက်လေးဆုံးဖြတ်သည်တန်တကာကြီးအတွင်ဘတ်တို့အကဲကြည့်တော်လဲလူရိပ်လူချေမမြင်ရ ။မလေးနေ့လေ12နာရီလောက်လာခဲ့မယ်ဟုပြောခဲ့မိပါသည်။အင်းလေခြံကြီးဝင်းကြီးနဲ့နေသူတွေအဖို့အိတ်တကားကိုတောက်ကတ်ထားကြသည်မှာအဆန်မဟုတ်ခြံတကားဖွင့်ထားသည့်ကိုပဲကျေးဇူးတင်ရသေးတော်သည်လူခေါခေါင်းလောင်းကိုခပ်ဖို့ဖွားတီးလိုက်သည်ဂီတတန်လေးထွက်ပေါ်လာသည်မောင်နှစ်မလေးအတူနေလျင်ဘလူနီယာမျိုးမှာနေကြမည်လေဟုစိတ်အတွေကပြေးသွားပြန်သည် မောင်ဟာမောင်ရဲ့အတိုင်းအဝါအရှိန်အဝါကိုစွန့်ခွာနိုင်ပါမလားကွယ် ကောင်မလေးတရားပြေးထွက်လာခဲ့၏မိမိကြီးရှိပါသလားယမောင်ညမနာမည်ကိုသာအမည်ဖြစ်သည်ရှိပါれကလေးမကတကားကိုမဖွင့်သေးပဲအိမ်ထဲကိုနောက်ပြန်လှည့်ကြည့်နေသည်သူတို့ကမလေးတီအချိန်ရောက်လာပြီဆိုတာသိပါလေရဲ့ဧည့်သည်လာမယ်ဆိုတာအတိမပေးထားခဲ့လေရောသလားမိမိဧည့်သည်လာတယ်ကောင်မလေး၏အတန်အဆုံးမှညင်သာသောခြေတံများကိုကြားရပြီးမိမိကြီးထွက်လာခဲ့သည်။အော်မလေးလာလာတကားဖွင့်လိုက် တခင်မအီအမိန့်ကိုရမှတောင်းမလေးကတကားဖွင့်သည် အခြေအနေကတော့လက်ပြန်ပို့တော်သိနေပြီဟုမက်လေးတွေးမိ၏မောင်မမီကမက်လေးကိုဖိတ်ခေါ်ခဲ့ပါလျက်ရက်ကူဘွားကနေရောက်လာတော့ဧည့်သည်အတွင်ဖြင့်ဘာကြောင့်ဆက်ဆံကြိုဆိုရသလဲသူတို့မှလက်နက်လေးများတွေစုံလင်လာချီလားဒီအတိုင်းဝိုင်းချာကိုမက်လေးဘာကြောင့်ဝင်ရောက်ချင်ရပါလဲလာလာမက်လေးရေမတွေ့ရတာတောင်ကြားပြီနော်မော်လမြိုင်မှာပဲဆီယာမလုံးနေရဲ့ဆိုဟုတ်တယ် ဆိုပါနဲ့ကျင်းကလေးတိုင်းများရောရှက်ထားသည့်အနံမလေးကကျင်းကလေးတိုင်းမှာဝင်ထိုင်သည်ပူအိုင်လို့လည်းနေသည်မိမိရောရင်မိမိလားမနှက်ဖြန်ကုကုမွေးနေတတိယလို့အစိုးကမလို့တဲ့ဈေးသွားတယ်မနှက်ဖြန်မောင်မွေးနေဆိုတာမက်လေးလည်းတတိယပါတယ်လေသို့တော့မက်လေးမှာတောကတွေဝင်နေချိန်မို့မွေးနေကက်လေးတစ်ဆောင်ကျူတင်ပြဖို့ခဲ့ဖို့မိနေခဲ့သည်အန်တီကမနေ့ကဖုန်းဆက်တော့လာလဲပါအောင်ဆိုလို့ မလေးမှာမာနတရားတော့ရှိသေးတာပဲဧည့်သည်တယောက်ကိုဖိတ်ပြီးအင်ရှင်ကမရှိသည့်အတွက်အရင်ကြီးမှုတစ်ခုကိုဖောက်ပြရာရောက်ကြောင်းတော့သိစေခြင်းသည်မကြပါဘူးမမီပြန်လာမှာပါကိုကိုစီကရော စာလာသလားယင် မေးစရာလိုအပ်သည့်မိကုံမှာဟုတ်ပါလေစာမလေးရှိကိုရောက်လာတော့အေးခွက်ကိုစာလောင်မသိစွာတောက်လို့တော့လေလက်ကမ်းယူရန်ဝင်လေးနေသည်မမေကြီးကအမက်လေးလက်ထဲအရာအေးခွက်ထည့်ပြီးတောက်ပါမက်လေးဟုပြောသည် စားလာပါတယ်အခုတလောအိတ်မရေးဘူးပြန်လာကနေပြီနော်အိမ်ကိုတက်ပုံနေအများကြီးပို့တယ်အအေးတကြိုက်တောက်လိုက်ရတော့လဲရင်ထဲသို့ပူစင်သွားသည်ခုတလောမောင်မလေးစီတက်ပုံမပို့တာကြာပြီပဲဟုတ်လားမလေးစီတော့မပို့ဘူးမမေကြီးနေရာမှာအညင်သာစွာထသွားသည်တက်ပုံစာအုပ်တွေတစ်ထက်ကြီးယူပြီးပြန်ရောက်လာသည် မလေးမောင်းတပ်ပုံတွေမကြည့်ချင်ပါမလေးမှာဆွေလန်တီတပ်ပုံလေးတပုံပဲရှိသည်ဒီတပ်ပုံလေးကလွဲပြီးမောင်းဤပြောင်းလဲတိုးတက်နေသောတပ်ပုံတွေကိုကြည့်လို့စိတ်မရှိလားသို့တော့အလွမ်းပြေတော့ကြည့်ရမှာပေါ့လေလာပါသောစာအုပ်ဤမျက်နှာများပေါ်တွင်မောင်းရဲ့ရုပ်ပုံလားတွေအသွင်အမျိုးမျိုးဖြင့်ပေါ်လာကြသည်အော်မလေးစိတ်တွေကအရင်ရောလိုက်မိသည် အပြင်းထန်ဆုံးသောလက်နက်သည်မလေးအသေးနှလုံးကို လာရောက်စူးဝင်လေပြီတကား မလေးဆုံးမိတ်ပြီးထွက်လာရသည့်ခရီးကိုရှေ့ဆက်တိုးရမည်လားနောက်ကြောင့်ပြန်လဲရမည်လားမဝေခွဲတတ်တော့အာအင်းတွေလည်းကုန်ခန်း၍လာပြီးရခင်ကတော့မလေးချင်းလဲနေထိုင်ခဲ့ရသည့်ဝင်းချင်းလေးမှပေပေရဲ့မြစ်သားတွေတပည့်ငယ်လေးတွေရဲ့တန်ရုံးစဉ်အနာအဖွဲတို့ဖြင့်မလေးဘဝသည်တာယာပြည့်စုံခဲ့ပြီပဲဒီအနာအဖွဲကြားကရုံထွက်လာခဲ့မိသောမလေးအဖြစ်ဒီကဒီဘက်မှာတွင်လည်းကုန်ခိုရာမရှိပါတကား မအပေါ်ထားရှိသည့်မျော်လင့်ချက်ကြိုးတမြင်သည်လည်းပြတ်တောက်၍သွားခဲ့ပြီးမအတိုင်းဝိုင်း၏ညင်သာတိမ်မွေးစွာ ပြက်လွှတ်လိုက်သောများချက်သည်မလေးအသေးကိုတဲ့တဲ့မမတ်အချိမှန်ခဲ့ပြီဖြစ်၏ရကူတော်မလေးမှာနှလုံးသားမှာရှိပါသေးရဲ့လားမောင်ဘေးမှာအမြဲလိုရက်လျက်သားပကုံးမီလေးရက်သားရှင်တွဲပြီးနေရာယူထားသည့်မိမငယ်သည်ရှောင်းဆောင်တပ်ပုံများထဲမှနေ၍မလေးကိုမချစ်ချင်ပြုံးပြနေခဲ့၏ အာဇာယာဖြစ်ရသည်မှာထုံမင်းမငယ်သည် နိုင်ငံသားသူတယောက်မဟုတ်မြန်မာမိန်းကလေးတယောက်ဖြစ်လေသည်တကားကိုကိုကလည်းဘာမှမသိပါဘူးမလေးရဲ့အဲ့ဒီမိန်းကလေးနဲ့တွေ့နေတာ ပြန်လာရင်ယူကြမလို့တော့သူများတွေကပြောနေတယ်မိမိကလည်းစိတ်ညစ်နေတယ်လေအလုံးကြီးသေးတော့အတိပေးစကားဟုမလေးနားလေလိုက်ပါသည် မင်းကလေးတယောက်နဲ့ပြီးပါမှာတလောက်တွေ့ပြီးရင်တော့အယူတင်တာပေါ့ဟုမှန်လေးစိတ်တွေကစေတနာမှန်ဖြင့်ပြောမိသည် လေကန်ချင်းနေတော့ခြေလမ်းများဖြင့်အမောက်ပိုင်းနဲ့တွေ့မှပြန်ငယ်ရတော့လဲမှန်လေးမျက်နာကတော့အပြုံးမပြတ်ခဲမျက်ရည်တစ်စက်လည်းကြာမပြခဲ့ပါတက်လောကလုံးမှန်လေးရှင်ဝင်နေကထွက်သွားကြပါစေမှန်လေးမငိုတော့ဘူးဟုဆုံးဖြတ်လိုက်သည်နေစီမြိုင်ကိုပြန်ရောက်တော့စိတ်ကိုလျှော့ချလိုက်မိချင်တော့လေအမျက်ရည်ကျလာများကိုမလိုလား၍စိတ်ကိုတင်းချ၏ ပူလောင်သောကန္နာယမပြန်လာရသူလို့မောဟိုက်ပင်မန်း၍နေသည်သို့သော အနွမ်းပြေတောက်သုံးစရာအစမ်းရတခွမပင်မရှိပါကလားတငယ်ချင်းတွေအလောက်ခွင်မှပြန်လာကြတော့နင်းစီမြိုင်မှစုညာအသက်ဝင်၍လာသည်ရည်တန်တွေညီတန်တွေချက်ပြုတ်ထူထောင်းတန်တွေတမေးကြိုင်ဖွင့်တန်တွေတောတော်ညံ၍လာသည်ဘဝကိုဖြစ်တယ်လို့ရင်ဆိုင်နေကြသူတွေပဲမှတ်လေရောပဲအခန်းကဏ္ဍကပါဝင်ရပါတယ်လေ မြမြအေးကအမလေးအကျွမ်းဟင်းလျာတွေပို့ဝဲခဲ့သည်မြမြအေးကို အားနာလာ၏မလေးမှာပတ်စံအလုံးအလောက်ပါတော့လဲသူတို့ကအထုံမခံမလေးအလုံးရမှာပြီးပါဟုဆို၏မလေးမှာအလုံးလက်ရှိပါပဲလေမလေးရန်ကုန်မှာအလုံးရလည်းရင်မော်လမြိုင်ကတပည့်လေးတွေကို ပြစ်ထားရတော့မြည် တပည့်လေးတွေမျက်နာကိုမြင်အောင်၍လာပြန်သည် သူတို့တွေအစာမွေးဝဲဖြည်နိုင်ပါမလားစိတ်ပူ၍လာပြန်လေသည် မလေးရဲ့မင်းမနက်ကမောင်မအိမ်ကိုရောက်ခဲ့တယ်မဟုတ်လားမြားကိုဘာမှပြန်မပြောဘူးနော်မလေးရဲ့အကဲကိုကြည့်နေတော့မြမြအေးကမေးပြီမလေးဘလို့ဖြေရမလဲမောင်ရဲ့မျက်ရည်စားတွေဝေဝဲလာတော့လဲမျက်တောင်တစ်ဖြက်ဖြက်ခတ်ခါသိမ့်ဆဲလိုက်လေသည်မောင်အချောင်းကိုအတူချုံ၍ပြုတ်ပြလိုက်သည်ဒီလိုလုပ်ဖို့တော့ဘယ်ကောင်းမလဲကွာသူမလေးစီအကျိုးအချောင်း တိတိလင်းလင်းရေးတင်နေမထူးပါဘူးမြရဲ့ကိုကိုမချက်လို့စုတ်ခွာသွားပြီပဲဘလို့ဖြေရှင်းချက်မျိုးမှမလေးမလို့ချင်ပါဘူး မောင်မောင်ဖွားကြီးကအမလေးအထင်လွဲအောင်တမင်လောက်တာများလားကွယ်မဟုတ်ဘူးမြာအမောင်ရဲ့စာတွေကအသက်မပါတော့တာမလေးတိနေတာကြာပြီနောက်ဆုံးတော့မြမြအေးကတကူတဲတော်မေကွန်းကိုသာမေးတော်သည်မလေးရန်ကုန်မှာပဲနေမှလားဟင်နေမလေးဗမာနေရမလဲဖြစ်ဖြစ်မလေးဗမာနေရမလဲမောင်ရဲ့ မလေးမှာကြွကြစရာဘာမှလည်းမရှိတော့ပါကလားမလေးပဲနေရာမှာဘသူအကြွအသက်ရှင်ရမှာလဲလူတရားအသက်ရှင်ရတည်ဖို့အတွက် တွေ့တာစရာလေးတခုတော့မရှိသင့်ပေဘူးလားမလေးမငိုဘူးဆိုတော့လည်းတလူလူတလိန်လိန်ဖြစ်နေပြီဖေဖေကလည်းပူလွမ်းလာသည်ဖေဖေအချစ်ဦးနဲ့လွယ်ခဲ့ရစဉ်ကဘလူများခံစားရရှာပါလေရက်ကူအချစ်ဦးနဲ့ပြန်လဲဆုံစီရတော့ဖေဖေတိတ်ပျော်ရှာသည်လား ဖေဖေပျော်ရွှင်မှုကိုမက်လေးပါကြောင့်မရှုစိမ့်ခဲ့ရတယ်။အချစ်ကိုတော့အပီးတိုင်ဆွန်လွတ်ခဲ့ရသေးတာ။မကုံခန်းနိုင်တဲ့မြစ်တာကိုမျှဝေဖို့တော့မက်လေးဝင်လေးခဲ့မိသည်။ဖေဖေမက်လေးကိုတတိယမှာပါ၊ချင်းနေမှာပါဟုတွေးပြီးဖေဖေကိုပြေးတွေ့ခြင်းစိတ်တွေတဖွာဖွာပေါ်ပေါက်လာပြန်သည်။ဖေဖေအကြောင်းတွေ့တော့မက်လေးမျက်ရည်ကျကျလာသည်။မလေးရဲ့စိတ်ပြေလက်ပြောင်းရုံးကိုလိုက်ခဲ့လေမလေးအလောက်လျှောက်လာတင်ထားတာအဆောင်မွေးဝဲအကြောင်းလဲစုံစမ်းရတာပေါ့ နေစီမြိုင်မှာလည်းအမလေးနေရတာအတိတ်ပဲမရှိတော့အမလေးမှာအလုပ်လည်းမရှိအမြော်လေးစရာလည်းမရှိဘာအတွက်နေရာမှန်းပင်မသိသူနာမြမြအေးနောက်သို့လိုက်ခဲ့သည်မြမြအေးတို့ရုံမှဆက်ရေးဝင်တန်းခေါ်၍လျှောက်လာတင်ထားတော့လေတကယ်တမ်းသူအလုပ်ကိုအမလေးလုပ်လို့စိတ်မရှိအမလေးကအเจ้าဆရာမဘွားကိုအမျက်နှူးနေပြီ အလုပ်ပြောင်းရွှေ့ဖို့ဆိုဒီမှာလဲလွယ်မရောနှစ်ခက်သည်တကယ်တကယ်လာကလေးအနေငယ်ဖြင့်မြို့ပြမှာတင်လဲကြက်စားဖို့ကလွယ်ကူသည့်အရာမဟုတ်မလေးဘဝမှာအစအစာပြည့်စုံအောင်ဖေဖေကအစီအစဉ်ဖန်တီးပေးခဲ့သည်မလေးမှာဘဝအတွေ့အကြုံနုနယ်လာသည်ရကူနှလုံးသားဤအင်အားလည်းမရှိတော့အလုပ်တွေကအရင်တတုတ်ခန့်သွားတာသိမကြသေးဘူးစောင့်ရအောင်မယ်တယ်မလေးအေးအေးဆေးဆေးနေနော် မြမအေးအေးအလုတ်စပွဲပြီးမှငေါင်းဆင်းဆင်းထိုင်နေသည်သူတစ်ပါးဤအလုတ်ခွင်သားမှာကလေးဆန်ဆန်ထိုင်နေမိတော့သူ့အဖြစ်ကိုလည်းရှက်လာသည်အလုတ်မရမချင်းဒီလိုပဲရောင်ချာချာဘဝအဖြစ်နေရမည်လားလူဆိုတာတခုခုတော့လုံနေရမှာဘဝကအတိတ်ပဲရှိမည်မလေးရေမင်းကိုမိတ်ဆက်ပေးရအောင်မေဒါကိုနဲ့တထာနာတယ်အလုတ်ဝင်လာတာမကြသေးဘူးကိုတင်ဦးတယ်မြမအေးကသူ့စပွဲရှိမှလာထိုင်တော့လူငယ်တယောက်နဲ့မိတ်ဆက်ပေးသည် သူကမြမြရဲ့တငယ်ချင်းအမတ်လေးဟုပြောသည်ထို့သူကအမတ်လေးမျက်နှာကိုစူးစိုက်စွာကြည့်နေလေသည်အမတ်လေးစိတ်ထဲမှာသူ့ကိုတနည်းအားဖြင့်မြင်ဘူးသလားတည်တည်ကြာကြာစဉ်းစားတော့လည်းမမှန်မီအလွန်ရင်းနှီးသောမျက်နှာတစ်ခုပါပဲပြီးတော့ထို့သူကတိမ်မွေ့ညင်သာပြုံးလိုက်တော့မြင်ဘူးသောအပြုတ်တစ်ခုကိုလက်ခံနေတတိယသည် သူ့နာမည်ဘသူမလေးကအထိတ်တလန့်အော်လိုက်သည်ကိုတင်ဦးလေမြမြအေးကရီမောလျက်ပြောသည် မလေးရှင်မတတိတ်တိတ်ခုံလာသည်ခေါင်းတွေမူဝေလာသည်ကဘာပေါ်မှာမတွေ့ကျင်သောလူသားတစ်ယောက်ကို လာတွေ့နေရပြန်ပြီ ကျွန်တော်ကမောင်တင်ဦးပါမလေးဒေါက်ခင်ကြီးရဲ့တူဦးတဲ့တော်သားပါမလေးကနေရာမှာဝုန်းငန်နဲ့ခြာရလိုက်သည်မြမအေးကမလေးလက်ကိုစုပ်ကိုင်းပြင့်ညစ်ချာ၏အေးအေးစိစိထိုင်မှမလေးရဲ့ကဲတို့တွေတနေရာမှာစကားတော်ပြောကြရင်ကောင်းမယ်ထင်တယ် မလေးဤထထောင်များပင်တဆက်ဆက်တုံနေပြီးဆက်လက်ရည်တည်ခြင်းကလည်းမစွမ်းတော့မြမြဤဆွေခေါ်ရာနောက်သို့ပါလာခဲ့မိလေသည်မင်းတို့နေရောက်ကိုအေးအေးဆေးဆေးမှတွေ့ပြီးမလို့ပါပဲဒါပေမဲ့မနေ့ကမလေးအလုံးလျှောက်လွားကိုမောင်တီဦးမြင်သွားတော့မလေးကို သူသိရဲ့ဆိုပြီးအကျိုးအကြောင်းပြောပြတယ်တိတ်တွေ့ခြင်းနဲ့ဆိုလို့ကိုခေါ်လာခဲ့တာ မလေးစကားပြောရန်ပင်အားမရှိကိုတင်ဦးကတော့အေးစေးတည်ငြိမ်စွာစီကရက် ထုတ်ဖွာနေသည်မလေးသူ့ကိုလည်းမတွေ့ချင်ပါမလေးရဲ့အေးချမ်းတဲ့ဘဝလေးကိုဝင်ရောက်ခဲ့သူမိမသားတဦး၏ရှင်သွေးတဏီအားဖြင့်မလေးအားဘဝမုံတိုင်းတိုက်ခတ်မှုတွေမှာတဏီယာကပါဝင်ပတ်သက်နေသူမလေးအားလုံးကိုမုံသည်မလေးကိုဘာဖြစ်လို့တွေ့ချင်တာလဲမလေးဘယ်သူနဲ့မှမတွေ့ချင်လို့အိမ်ကထွက်လာတာ မလေးကနှကန်းကိုတင်းတင်းကြိုက်ခါပြောသည်ကိုတင်ဦးကစကားပြောရန်အာယူသည်မလေးထက်အသက်ငယ်ဝန်းရသောကိုတင်ဦးသည်စကားပြောရမှလဲသူမိခင်လိုပင်တိမ်မွေသည်ကျွန်တော်လည်းဘသူနဲ့မှမတွေ့ချင်လို့မော်လမြိုင်ကိုလိုက်မလာတာပါမလေးကိုတင်ဦးအတန်ကတိုးတိတ်နေသာသည်ဒါဆိုလည်းပြီးရပဲမလေးပြန်မင်းများမင်းများကမလေးလက်ကိုဆွဲထားသည်နေစမ်းမအောင်ွယ်မင်းတို့မောင်နှမအေးအေးဆေးဆေးဆွေးနွေးပါ ကိုတင်ဦးကမလေးရဲ့အလုရှောက်လာကိုမြင်ကလေးကမလေးရဲ့စိတ်ကိုကိုချင်းစာမိလိုပါကွယ်မင်းတို့နဲ့ရောရန်သူတွေမှမဟုတ်တာမလွယ်မကင်းတာစုံကြရတဲ့မောင်နှမတွေမဟုတ်လားမောင်နှမတဲ့မြင်များကြီးအတော့အနှောင်းကြောင့်မလေးငိုင်ကြသွားသည်မောင်နှမတဲ့လားမလွယ်မကင်းတာကြော်တဲ့မောင်နှမတဲ့လားမလေးကတော့အေဂျင့်ရဲ့ဘက်ကတကားမှမတွေ့တော့မိခဲ့။မလေးကဘာမစိုးဒေါသနဲ့ရှင်၍ဆွေးနွေးခဲ့မိလေသလား။ ဟုတ်ပါတယ်မလေးရဲ့ကျွန်တော်တို့ကမောင်နှမတွေဖြစ်နေကြပြီကျွန်တော်မလေးအချမ်းကိုကြတော့အများကြီးကိုချင်းစာမိပါတယ်ကျွန်တော်တို့ယောက်ျားလေးတစ်ယောက်တောင်အမေကိုဆုံးရှုံးရတော့ဝမ်းနေမိတယ်ဒေါသဖြစ်မိတယ်မလေးလိုငငယ်ကလေးကအဖေရင်ခွင်ထဲမှာနေခဲ့ရသူမင်းကလေးတယောက်ဘယ်လိုခံစားရမလဲဆိုတာကျွန်တော်တွေးမိပါတယ်မလေးငိမ့်သက်စွာနားထောင်နေမိတော့ဤစိတ်လှုပ်ရှားရတာတွေများလို့၍မောဟရွေလည်နေသည်မြမြဤကအေးတောက်ရန်မှပေးသည် ိုတင်ဦးနဲ့လည်းတကားမှစကားမဆက်မိဘူးတနေ့ကမှပြောမိကြတာကိုကလည်းမလေးခန်းစားနေရတာတွေကိုပြောပြလိုက်တယ်။မြမအေးကဝင်ပြောသည်။မလေးရှင်နဲ့မှတင်းငိစာအပြူဤပြဒနာဟုသည်။ကိုရင်ဆိုင်ရန်ဆုံးဖြတ်လိုက်သည်။မလေးရဲ့ဖေဖေကလူကြီးလူကောင်းတယောက်ပါမိမိကလည်းကျွန်တော်အတွက်တာဝန်ကြီးခဲ့တဲ့မိခင်ကောင်းတယောက်ပါသူတို့နှစ်ယောက်ရဲ့အပြစ်ကင်းတဲ့မေတ္တာနဲ့ချစ်ချင်းကိုဘယ်လိုသဘောနဲ့ကန့်ကွက်ရမလဲမလေးဒါကြောင့်မိမိကိုကျွန်တော်ခွင့်လွှတ်ခဲ့တယ် မှန်လေတွေ့ဝင်ငင်းမောရင်နားထောင်နေမိသည်သူတို့နေရောင်ရဲ့အပြစ်ကင်းနဲ့မြစ်တာနဲ့ချစ်ချင်းနဲ့မလေးကတော့ကိုတင်ဦးလို့တကားမှခွဲချန်စိတ်ပြခြင်းမပြုပဲကိုတင်ဦးက မလေးထက်ပိုပြီးရင့်ကျက်ပါလေတကားတယောက်နဲ့တယောက်အနည်း20ကျော်ချစ်လာတဲ့တန်ရုံးစင်ဟာမတင်းငယ်ဘူးလို့ကျွန်တော်တွက်မိတယ်မိမိကိုကျွန်တော်နားလိုက်ပြီမဲ့မိမသားတယောက်အနေနဲ့မစွန့်စားစေချင်ဘူး မမေရင်ဆိုင်ရမယ့်ပြဿနာတွေကိုကျွန်တော်ပြောပြပါရယ်ဒါပေမဲ့မမေကနားမထောင်ဘူးလေသူ့မော်လမြိုင်ကိုလိုက်သွားမယ်မလေးကိုရင်ဆိုင်မယ်တဲ့တားကတော့မမေကိုနားလည်နိုင်သေးတာတမိဖြစ်တဲ့မလေးကလည်းသူတို့ကိုနားလည်မှာပါရယ်မလေးကိုတင်ဦးကိုဆက်ကနေမော့ကြည့်လိုက်မိသည် ကျွန်တော်ဆက်ပြောပြရစီမလေးရေကျွန်တော်မိမိကိုကျွန်တော်သိချက်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဟာလူငယ်တွေပါကျွန်တော်တို့ဘဝအတွက် နောက်ထပ်ပြောစရာတွေချစ်စရာတွေတွေ့ကြအောင်ပါအဲ့ဒီအခါကျကျွန်တော်တို့ရောကိုကျိုးကိုမကြည့်ကြတော့ဘူးလားမိမိတို့ကဘဝမှာပြောစရာမရှိတော့ပါဘူးသူတို့ရဲ့နောက်ဆုံးဘဝကိုပျော်ရွှင်မှုရပါစေဆိုပြီးကျွန်တော်ခွင့်လွှတ်ခဲ့တာမိမိဟာသူ့ရဲ့အိမ်ကိုရောစီးပွားဥစ္စာကိုပါတခါတည်းစုခွာသွားတာအံ့ဩစရာပဲမလေးရှင်မှာတလက်လက်ခုံလာသည် ငါဟာလူငယ်တယောက်လောက်တောင်နားလေခွင့်လုံးမှုမရှိပါဘလားငါအတွက်သာငါကြည့်ခဲ့တာငါထွက်ခဲ့မိတာဖေဖေကိုမကြည်နဲ့ချက်တခုတည်းနဲ့ပဲလားငါအတွက်မျောလင့်စရာမောင်ရဲ့အချစ်ကိုကိုးစားမျောလင့်ခြင်းရောမပါခဲ့ပေဘူးလားကျွန်တော်ကတအူးတဲ့တော့တာမို့မိမိကသိချစ်ပါတယ်မလေးရေဒါပေမဲ့ယောက်ျားတယောက်အနေနဲ့ကျွန်တော်မမိလောက်မစွန့်လာရေးပါဘူးဒါကြောင့်ကျွန်တော်နေခဲ့တာကျွန်တော်ထွက်ပြီးအလောက်ရှာခဲ့တာ ကျွန်တော်ရုံးစရေးဘဝကိုမပြောပါဘူး။မိမိအလုပ်ကိုလည်းဆက်မလုပ်ချင်လို့ခေတ္တကဏဝင်လောက်တာပါ။ဒီမှာမလေးအကြောင်းကိုသိရတော့ကျွန်တော်လိုပဲခံစားနေရသူတယောက်ရှိပါလားရဲ့လို့သိရတယ်။ဒါပေမဲ့မလေးကမိန်းကလေးတယောက်ကျွန်တော်အမတယောက်ပါ။မလေးဒီမှာနေဖို့မလိုအပ်ပဲစိတ်ဒုက္ခခံပြီးနေနေမှာဆိုလို့ကျွန်တော်တွေးဖို့ကြိုးစားတာပါ။ကျွန်တော်မလေးတို့မိသားစုဘဝတွေကိုမလာပါဘူး။ဒါပေမဲ့ကျွန်တော်မိမိကိုတော့နားလေခွင့်လွှတ်စေချင်ပါတယ်။ပြီးတော့မလေးကိုလည်းအိမ်ပြန်ဖို့ကျွန်တော်တောင်းပန်ချင်ပါတယ်။ နောက်ဆုံးစကားကိုကိုတင်ဦးကလိုက်လိုက်လဲလဲပြောသည်။မလေးနှလုံးသားမှာ တိတ်တိတ်တုန်လာသည်။ညရေတွေလိတ်ဆဲလာသည်။မလေးကအချစ်မြတ်တာရီနဲ့နေရာကိုစွန့်ခွာထွက်ပြေးခဲ့မိသည်။ဒီဘက်တွင်မလေးမျောလင့်သောအချစ်မြတ်တာသည်အငွေအတမှပင်မရှိပါလေတကား။ကိုတင်ဦးပြောတာကိုမလေးတဘောပေါက်မှာပါတငယ်ချင်းရဲ့။မြလည်းမင်းခန့်စားနေရတာတွေကိုမလိုလားဘူး။မင်းကိုအိပ်ပြက်စေချင်တယ်။မြစီတနာကိုနားလဲပါနော်။မလေးကောင်းကို ဖြေးလေးစွာညှိသည်။ ျွန်တော်ဝမ်းသာတယ်အမရေကိုတင်ဦးဤလိုက်လဲသောစကားတန်အဆုံးမှာ မလေးသူမျက်နာကို မော့ချင်မိသည်အပြစ်ကင်းသောမျက်နာဒေါခင်ကြီးဟာဒီသားတယောက်ကိုခွဲခဲ့ရတဲ့အတွက်တောကကိုအရင်မှဝတ်ထားရရှာပါလာရဲ့လို့ပထမဆုံးအချိန်စာနာမိသေးသည်ဖေဖေကတော့အိုးခုလောက်ဆိုဖေဖေဘလောက်တော့ကရောက်နေရှာမလဲနော်မလေးရုံးကိုပြန်မလိုက်တော့အဆောင်ကိုပြန်ပြီးပြည့်စည်သိမ့်ဖို့ဆုံးဖြတ်လိုက်သည် ကိုတေဦးနဲ့မြမအေတို့ကမလေးကိုကားတစီငါပေးတင်ပေးလိုက်သည်ကျွန်တော်ပတ်စံပေးလိုက်တယ်အမကိုတေဦးကကားသမားကိုပတ်စံထုတ်ပေးပြီးလမ်းပြောလိုက်တော့မလေးရှင်မတိတ်တိတ်ခါသွားသည်အမအမဟူသောအတန်ကိုပဲ့တင်တန်းလို့ထက်ခါတလဲလဲကြားရောက်နေသည်မင်းအစာကိုလာခဲ့အောင်နော်မလေးတပတ်ခါပြန်မယ် ကားကပဲလေ၍ထောက်ခွာမည်အပြုအမက်လေးကလမ်းအော်ဖြစ်သည်ကိုတင်ဦးဤမျက်နှာဝင်းလက်သွားပုံမှာ တကယ်ကလေးငယ်တယောက်ကသူ့အမိတယောက်ဤနှုတ်ဆက်တန်ကိုကြားလိုက်ရတကယ်သူရှိပါတကားမက်လေးရှင်မှာတကားမှမခံစားဘူးသောမြစ်တာတဲဤနှွေထွေးမှုသည်ရှင်တွင်သူ့တိုင်းစီစဉ်၍သွားခဲ့လေသည်လေကွင်းပြင်းများကိုတရေရေဖြတ်တန်းလာခဲ့ပြီတရားတွေအကြံအကြံဖြတ်ကျော်ခဲ့ပြီချောင်းတွေမြောင်းတွေဝေးကျန်ခဲ့ပြီ တိုက်တာအစအအောင်တွေလူတွေဖြစ်ပြည့်ကျက်နေတော့မြို့ပြားကြီးအရေးတည်လဲဟိုအဝေးမှာကြံခဲ့ပြီးဟန်ဆောင်မှုတွေတိုက်ခိုင်းမှုတွေရုံကန်လှူရှာမှုတွေဖြစ်ပြည့်နေနေတော့ကဘာသည်မလေးဤနောက်မှာကြံခဲ့ပြီးမလေးရှာပွေနေတော့အရာသည်စီးစင်ဥစ္စာမဟုတ်ဟန်ဆောင်ပြုံးမဟုတ် ပူလောင်ခြင်းမဟုတ်အေဂျန်တော်အချစ်ချင်းမြစ်တာတရားတာဖြစ်၏မလေးကဒီမာဘတ်တွင်သူမျော်လင့်သောချစ်ချင်းမြစ်တာကိုဖွေရှားတွေ့ရှိမည်ဟုမျှော်လင့်ခဲ့မိ၏သို့တော်ဒီမာဘတ်မှာက သူမ၏ရင်ကိုအချစ်အဆုံဖြင့်ကန်ကြောက်ခဲ့ပြီသည် ဝါနဲ့ဝန္ဒချင်းဖြင့်မျက်ရည်စားတွေပါပြင်ပေါ်လိတ်စင်လာသည် ပြတင်းပါအပြင်ဘက်ကိုငေးလာရတော့လေပြင်ပကဘာကိုမုံဝါဝါသာမြင်ရသည်ယထာကအရှင်ကိုတုံ့မြင်ခဲ့သည် မိုင်းတိုင်းလေးတွေလင့်မြန်စွာပြေးဝင်လာကြသည်မလေးပြန်သွားမယ်ဆိုရင်မေမေကတိတ်ဝမ်းသာမှာပါမလေးရေမေမေကကျွန်တော်စီစားရေးခဲ့တယ်။ဒါပြောတယ်လို့ပဲမေမေရင်ဆိုင်ရတဲ့ဘဝဟာတိတ်မလွယ်ပါဘူးတဲ့။ဒါကိုပြစ်ထားခဲ့မိတာမေမေမားပြီလားမသိဘူးတဲ့။ သူမျောလင်းတဲ့ဘဝကိုမရရင်တားစီကိုပဲပြန်လာခဲ့မယ်တဲ့လေ။မင်းညက်နေကကိုတင်ဦးကအစာကိုရောက်လာခဲ့သည်။မလေးရဲ့မောင်လေးဆိုလာအောက်မှာရောက်နေတယ်ဟုအမျိုးသမီးကလာခေါ်တော့မလေးမျက်နာကကြည်နူးမှုအပြုံးကိုဟန်ဆောင်ဖုံးကွယ်ရေးမရခဲ့။ မလေးရဲ့တက်တက်မှာအဖေကလွယ်ပြီးတခြားသူတယောက်ရဲ့သွေးသားတော်ဆန်မှုအခေါ်အဝေါ်အတုံုံလေးတွေကိုပဲမတုံဆွဲခဲ့မိဘူးပါတကားနှစ်ယောက်သာကြည်ကြည်လင်လင်ပြန်ဆောင်ကြပြီးကိုတင်ဦးကသူ့မိခင်ဘမခံစားမှုကို ဖွင့်ဟပြပြခဲ့သည်ကိုတင်ဦးသည်ယောက်ျားလေးတယောက်ဖြစ်ပါလျက်တက်သည့်နားလေသူခွင်လော်တက်သူခွင်လော်တက်သူလူသားတယောက်ဖြစ်နေ၏မလေးကသာမိမိအလိုဆန္ဒတစ်ခုတည်းကိုရှည်ရန်တင်ဦးစားပေးမိသည် မလေးဟာအလိုက်မသေးတဲ့စိုးတဲ့မိန်းကလေးတယောက်လို့ထင်ပါပဲနော်ကိုတင်ဦးကခေါင်းကိုတော့လက်စွာခါရမ်းသည်လုံးဝမထင်ပါဘူးမလေးရဲ့မလေးဟာတိတ်အိမ်တွေရှိတဲ့အကြောင်းလှပရင်ကြီးကြစိတ်တွေကမကျေနပ်တော့လဲရင်းရင်ကြီးကြီးဆက်ဆံကြအဖေကိုတိတ်ချစ်ကြအောင်အိမ်မှုကိစ္စကျွမ်းကျင်ကြအောင်စုံနေတာပါပဲတခုပဲရှိပါတယ်ဘာလဲကိုတေဦးကခစ်ကြအစိုင်းငံနေသည် ပြောပါကွယ်မလေးမှားခဲ့တာလေးတွေလည်းရှိပါတယ်မလေးကြားကျင်တယ် မလေးကသူ့အပေါ်နားလည်မှုလွဲနေတဲ့ခြင်းနဲ့သူဟာမလေးရဲ့ဖိဖေးကိုချစ်တာတော့မှန်ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့အတိတ်ကာလမှာရောအခုရောမလေးဖိဖေးရဲ့အချစ်ကိုဘသူစီကမှလူမယူခဲ့ပါဘူးတဲ့။မလေးကတော့မလေးအဖေစီကအချစ်ကိုလူယူတဲ့ခြင်းနဲ့ရာမိမိကတာအပေါ်မြေတားထားတယ်လို့ပဲသူချစ်ခဲ့တဲ့ယောက်ျားတယောက်အပေါ်မှာရောမလေးအပေါ်မှာရောမြေတားရီပေးဖို့ကြိုးစားနေရပါတယ်မလေးရဲ့။ မိခင်အကြွားရှောက်လဲချက်ပေးနေတော့ကိုတင်ဦးအတန်ကပါအလိုက်လဲဒုက္ခနေသည်မျက်ရည်စားတွေရေဝဲလာသည်ကိုတွေ့ရတော့မလီဝမ်းနေမိသည်လောကမှာမြေတားပေးလို့သူဆိုတာရှိပါသေးသလားမြေတားပေးလို့သူရှိတော့လဲမြေတားငဲ့သူမလီကအဝေးကိုရှောင်ရှားခဲ့သည်မိရဲ့သဘောထားကရောဘယ်လိုလဲမလီတို့သားအဖအပေါ်ဘယ်လိုသဘောထားလဲ ကျွန်တော်မှန်တာပြောရရင်အစကတော့မလေးလိုပဲခံစားရတယ်။ဒီအသက်အရွယ်ရောက်မှစိတ်ကူးရင်လည်းလို့ဆွတ်ဆွဲမိခဲ့တယ်။ကျွန်တော်အဖေကတော့မချစ်ပဲယူခဲ့သလားလို့ဆွတ်ဆွဲရန်လုပ်ခဲ့မိပါတယ်မလေးရဲ့။အော် ဒါပေမဲ့မေမေကလည်းအိမ်အောင်တက်တရှောက်သူ့ဘာမြအချုပ်ရင်ခဲ့တယ်လဲပေါက်ပြန်ခဲ့တယ်လဲဒါအပေါ်ဘာမြအဝတ်ကြရပြတ်ခဲ့တယ်လဲလို့ခြေပပါတယ်ရှင်တွေကအချစ်ကိုတော့သူဖြောက်ဖြက်လို့မရတာမတတ်နိုင်ဘူးတဲ့လေကျွန်တော်ကတော့မိမကြေအောင်နဲ့ယောက်ျားတယောက်အဲ့ဒါလောက်ဆွဆွလန်လန်ချစ်တယ်ဆိုတာမကြုံဘူးတော့မယုံဘူးပေါ့မလေးရဲ့ သူစကားကိုပြောတော့ကိုတင်ဦးဤမျက်နှာသည် အပြစ်ကင်းစင်သောကလေးငယ်တယောက်တစ်ဖွဲဖြစ်၍နေသည်ရှက်တလို့အမှုရာဖြင့်တဟဲရှိတော့မလေးပါရော၍ရှိမိသည်ခုတော့လေမောင်နှမတွေတဲ့လို့ပါလားနော်မလေးမနဲ့ပြန်ပြန်မယ်ဆိုတာမော်လမြိုင်ကိုဖုံးဆက်ပါလားကွယ်မလေးအဖေလာကြုံမှာပေါ့တိတ်လဲဝမ်းတာမှာပဲ မြမအေးကပါအဆောင်လေးကထွက်လာပြီးစကားဝိုင်းဖွဲ့တော့ပို့ပြီးစဆူပြပြဖြစ်သွားကြသည်ရန်ကုန်မှာနေရစဉ်ကာလအတွင်းဒီညနေခင်းလေးကအလုံးပြောစရာကောင်းတော့ညနေခင်းလေးပါပဲမဆက်တော်ဘူးမြရဲ့ဖေဖေလာမကြုံလဲမလေးပြန်တက်နေရပဲဖေဖေရုတ်တရက်ဝမ်းသာမှာပါကိုတင်ဦးကပါခေါ်သွားပါလားကွယ်သူလည်းအလုပ်ထဲမှာပျော်ပုံမရပါဘူးသူလုပ်ရတဲ့နေရာကလည်းမကောင်းဘူးကွယ်ကိုတင်ဦးကခေါင်းခါရွေ့တာနေသည် မလေးကလည်းမနေ့တနေ့ကမှကောက်ခါငင်ကတော်လိုက်ရတော့မောင်လေးအစ်စ်ဆက်ဆက်ကိုတပါးလေးခေါ်သွားရင်မဝင့်သေးပါဖေဖေအိမ်အောင်ပြူ၍အဆက်မပြေသေးခင်ပတ်ဝန်းကျင်ကိုရင်ဆိုင်ရမှမလေးလန့်နေမိသည်နောက်တော့လာခဲ့ပေါ့နော်မလေးကျူနေပါမယ်အန်တီငိမ့်လည်းတိတ်တွေ့ချင်ပါပဲသူအမေးစာရေးတယ်နော်ဟုတ်တယ်မလေးရဲ့မိမိကကျွန်တော်ကိုတားရောက်ကြလေလို့သဘောမထားဘူးတငယ်ချင်းမိတ်ဆွေလိုပဲသူ့ရင်ထဲရှိတာအကုန်ပြောတတ်တာကိုတင်ဦးမိမိကိုလွမ်းနေမှာပဲနော်ကျွန်တော်တိတ်တတိရတာပဲ လိုက်ခဲ့ပါလားဟုခေါ်ခြင်းတော်လဲနှုတ်ကမဝင်အနီးကဆုံးရှိနေတော့မြမြအီကိုပါရောင်ရောင်ရှက်နေမိသည်။အိုးဘာဖြစ်လို့ရှက်ရမှာလဲ။ငါတို့နှစ်ယောက်ကဘဝကပေးတဲ့မောင်နှမအရင်တွေပဲဟုအရင်တည်းကတော့ဖြေသိမ့်နေမိသည်။မလေးအိမ်ပြန်ရောက်ရင်အားလုံးပျော်စရာကောင်းမှမျက်စီလဲစာရေးနော်ရေးပါမယ်မြရဲ့ညကိုလဲကျေးဇူးတင်တယ် ကျေနွေဇဝဲညနေခင်းလေးကလည်းအဝေးချန်ခဲ့ပြီ။မှန်လေးစိတ်တွေအိမ်ကိုရောက်လို့စိတ်တွေပြည့်နေနေပြီ။ပြပေမျက်နှာကိုအမြင်ချင်ပြီ။ပြပေနဲ့ဝေးရမှာမှန်လေးပျော်ရွှင်မှုမရနိုင်ဆိုတာပြောပြချင်သည်။လူတွေအချင်းမြတ်တာတရားကိုမှန်လေးအလိုက်မာခဲ့မိတာအထိနာခဲ့တာ။မကွယ်မဝက်ပဲရင်ဖွင့်ပြချင်သည်။ကိုကျေဦးနဲ့သူ့မင်းမင်းလိုတယောက်ပေါ်တယောက်နားလေသည်တမီနဲ့ပြပေအဖြစ်ရင်းနှီးပွင့်လင်းချင်သည်။ပြောစရာကောင်းမြည်အနာဂတ်ဘဝကိုပြပေတိလျင်မြည်များပျော်လိမ့်မည်လေ။အချေအ အတွက်အသက်ရှင်နေခဲ့သည့်ဖြစ်ဖြစ်ရှေ့ဆက်၍လည်းအသက်ရှင်ရှင်နေရအောင်တော်မည်။ဒါဖြစ်သူနဲ့နားလည်မှုရခဲ့သည့်အတွက်ဒေါခင်ငိမ့်တယောက်လည်းအတိုင်းမသိပြောပါလိမ့်မည်။မြေကြပေးဝေလူသူတယောက်မလေးအပေါ်မြေကြဖြင့်ဆက်ဆံလာလျက်တုံပြန်လက်ခံလိုက်တော်မည်။"အိုးဒီလိုတော့လေကဘာကြီးကပြောစရာအကောင်းသားပါလား" ရတားပြီးလိတီနှုံးသည်နေကွင်လောလာကြီးတကားတမင်းများအိပ်ပျော်သွားသည် ခရီးသည်တွေဈေးသည်တွေစုညံလှုပ်ရှားလာကြသည်အော်ဒီတော့မှအတွေ့ကဘာမှတရေလန့်နိုးပြီးပတ်ဝန်းကျင်ကိုလေ့လာမိသည်ဩဒမဗုဒ္ဓကိုရတားဆိုင်ပေတော်မူ ပစ္စည်းလေးအ ਨੇ အကျဉ်းတာပါသည်မို့ရထားပေါ်မှာအေးအေးဆေးပင်ထိုင်နေမိသည်ကျိုးစုံမြည်သူမရှိ၍ပြတင်းအပြင်ဘက်ကိုလည်းခေါင်းပြူ၍မကြည့်မီဖုံးဆက်ထားမိလေရင်တော့ဖေဖေဝမ်းသာအားရလာကြုံနေမှာပဲဟုတွေးမိသည်တွဲပေါ်မှာအလူရှင်းသွားမှာအေးဆေးစွာဆင်းလာခဲ့သည်ဟိုဘက်ကန်းကိုကူဖို့ဈေးတွေတွင်အပြည့်အလွန်ဆင်းသွားကြသည်မလေးတယောက်စာအတွက်ပူပန်ကြောင်းတာပင်မဖြစ်တော့ပါဟိုဘက်ကန်းရောက်လျင်သာအိမ်ရှိရာကိုအပြင်းနေမသွားမီဖို့တတိထားရမည် ။အလဖောင်းမှာတရေအိတ်ကိုချပြီးခကြရန်နေခိုင်။မမျော်လင့်သူနဲ့ပြုံးငနဲ့တွေ့လိုက်ရလေသည်။ဖေဖေမလေးကကျေလောင်စွာအွန်လိုင်းမိသည်။ဖေဖေကမလေးစီကိုပြေးလာသည်။ရှာလိုက်ရတာသမီးရဲ့ဖေဖေကမလေးရဲ့လက်နှစ်ဖက်ကိုစုပ်ကိုင်ပြီးပြောကမျက်ရည်စားတွေရှင်းဝေလာသည်။မလေးကလည်းဖေဖေလက်ကိုပြန်လဲစုပ်ကိုင်ထားမိပြီးမျက်ရည်စားတွေလိတ်စင်လာသည်။ဖေဖေစီကိုတင်ဦးဖုံးစားလို့လာရင် ဖေဖေကခေကြငိုင်းသွားပြီးခေါင်းကိုတဆတ်ဆန်ညှိသည် လာသမီးဖေဖေကမလေးလက်ကိုဆွဲခေါ်လာခဲ့သည်မလေးနှုတ်ကအတီငိမ့်ပါသလားဟုမေးချင်တော့လဲနှုတ်ကမထွက်ဖေဖေချမ်းသာချင်နူးနေပုံကတော့ဖုံးကွယ်မရမလေးလက်ကိုစုပ်ကိုင်းထားပုံကမြင်းမြန်လာသည်တန်လျှောက်ပုံကတော့လန်လာသည်ကိုတင်ဦးကတယ်လီဖုန်းထဲကနေပြီးဖေဖေကိုအကြောင်းစုံပြောပြပြီးပြီးရောမြည် အန်တီငင်းကရောဝမ်းတာနေမလားမလေးသိချင်သည် သို့တော့အန်တီငင်းကိုမတွေ့မလေးမသိစိတ်ကအန်တီငင်းကိုရှာနေသည်ဟောမလေးနှုတ်ကရောင်ရမ်းအော်လိုက်မိသည်အလုံးတရာလည်းအံ့ဩသွားသည် မလေးတို့ရှိရာသို့လူနေရောက်ပြေးလာနေသည်တယောက်ကအန်တီငင်းကြံတယောက်ကကျွန်တော်ဒီရထားနဲ့ပဲပါလာပါတယ်အမရေအမကမပြောတာအစိတ်မဆိုးပါနဲ့ကျွန်တော်လည်းဖုံးဆက်ရင်မမေကိုတွေ့ချင်လို့ရုတ်တရက်လိုက်လာမိတာနေရာတော့မရဘူး မေသိဆိုတာပဲကွယ်သောသောမလေးကခွင်လွန်လိုက်ပါသည်ရုပ်တရက်ဝန်သားချင်းအသည့်ကိုလည်းခံစားရသည် မလေးတို့သာအဘဆုံတွေ့ရသလိုဒေါခင်ကြီးတယောက်လည်းသူ့သားကိုတွေ့ရလျင်ဝါသရှာမှာပဲဟုမလေးစိတ်ကစစောကပင်တွေးခင်မိသည်ယခုတော့ဒေါခင်ကြီးမျက်နာသည်ဝန်သားချင်းတို့ချင်းနဲ့သိမ့်ချင်းပြင်းချက်ချင်းဖြင့်စက်တည်ရေမင်္ဂလာရှိ၍နေပြီအော်လူဆိုတာအစိတ်နှလုံးချင်းလည်းမှတာအကောင်ဘက်ကမြင်နိုင်ပါလားဟု မလေးတွေးလိုက်မိပြီ မောင်နှမနှစ်ယောက်ယထာတစင်းနဲ့အတူလာပြီးအတိမပေးတာမင်းဆိုးတာပေါ့သားရေတကယ်ဆိုကို့အမကိုလမ်းခီးမှာဆောက်ရှောက်ရမယ်မဟုတ်လားဒေါခင်ငိမ့်ကပြုံးရည်ပြောသည်ကျွန်တော်ဘူတာတစ်ခုမှယထားဆိုင်တိုင်းတွင်လာသွားကြည့်ပါရယ်မမေရယ်။မှန်လေးကသူ့တငယ်ချင်းတွေထည့်ပေးလိုက်လို့တလန်လုံးစားတော့လာတာ။ကျွန်တော်ဒါဘာမှမပါလို့ငတ်လာတာပါ။ မလေးစိတ်ကကိုတီဦးကိုတကယ်မောင်လေးတရားလိုပဲကျင်နာစိတ်ပူသွားသည်တကယ်မောင်နှမတွေဒီလိုပဲကျင်နာစိတ်ရှိကြလေသလားတကယ်မိသားစုကဘာမှရောဒီလိုပဲမြစ်တာတရားတွေရောင်းပြန်တတ်ကြလေသလားကြည်နူးမှုအပြုံးတွေဝေနေတတ်ကြလေသလားမလေးမသေးခင်ဘယ်တော့မှလည်းမသိခဲ့ပါအနာကမှာတော့အချစ်မရှိတော့တော့မလေးရဲ့ကဘာမှမြစ်တာကျင်နာတွေဖြင့်အစာထိုးကပျော်ရွှင်ချမ်းသာလိမ့်မည်ဟုမျှော်လင့်ချက်ရောင်ကြီးတို့လင်လက်၍နေပြီဖြစ်၏